င်္ဂလာပါခင်ဗျာ CV4 ကနေပြန်လည်ကြိုဆိုလိုက်ပါရစီ CV4 ရပြည်သက်တွေအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ CV လေးကတော့2023ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ Silo TV CV လေးပဲဖြစ်ပါရခင်ဗျာလူသားမျိုးနွယ်ရဲ့နောက်ဆုံးကြံရှိသူတွေဟာအထက်ပေါင်း144လွာရှိတဲ့ Silo ကြီးထဲမှာဘယ်လိုမျိုးဖြတ်တန်းကြမလဲဆိုတာကိုအစင်းသင့်ဖြစ်ပြီးဆိုရင်တော့ Silo Season 1ရဲ့ Episode 7 Recap လေးကိုစတင်လိုက်အောင်ပါကျွန်တော်ကတော့အစီအစဉ်ကိုတင်ဆက်ပေးမယ် CV4 ကရှင်းသူပဲဖြစ်ပါရည် ဂျူလီယက်တယောက်ဂျော့ရဲ့ရီစာဟောင်းဂျက်ဆန်စီကိုညာဘက်တီးတန့်ပြန်သွားပြီးရတော့တောင်းနေတယောက်နားလေသွားကြတာကြောင့်ဂျက်ဆန်ကဂျော့ရဲ့မိသားစုပိုင်းမွေးနေ့ပစ္စည်းတစ်ခုကိုထုတ်ပေးလိုက်ပါပြီပြီးတော့မှဂျက်ဆန်ကဆိုင်လူတွေမှာမျိုးလုံးနဲ့မြင်သမျှကိုအတန်ကြဲကြဲထုံမပြောဖို့နဲ့သူပေးလိုက်တဲ့အမွေနဲ့ကြောင့်အသက်သေးရည်ထိဖြစ်နိုင်ကြောင်းသတိပေးစကားပြောလိုက်ပါပြီဂျူလီယက်ကလည်းအမွေနဲ့ကိုယူပြီးတော့အခန်းထဲကိုပြန်ရောက်တာနဲ့ဖြွင့်ကြည့်လိုက်တဲ့အခါမှာစုံစားကန်းစာအုပ်တို့ကိုတွေ့လိုက်ရပါပြီ ဂျူလီယက်ကလည်းစာဝအဖုံးနဲ့တင်စိတ်ဝင်စားနေရကြောင်းဖွင့်ကြည့်တဲ့အခါမှာတော့သူ့ဘဝမှာတခါမှမမြင်ဘူးတဲ့ပင်လယ်တွေရှုမြော်ကင်းတွေတောတောင်တွေနဲ့နက္ခတ္တာအကြောင်းတွေကိုတွေ့လိုက်ရပါတယ်။တပတ်မှာလည်းဆိုင်လိုရဲ့အထူးကန်းတစ်ခုထဲမှာတော့ဂျူလီယက်လုံးသမားကို CCTV ကင်မရာကနေတဆင့်ဝင်းနေနှစ်ယောက်ကစောင့်ကြည့်နေကြပြီးတော့သူတို့ကောင်းကောင်းကိုနှိုးပြီးတော့တတိပိဖို့တက်လုံနေကြပါတယ်။နောက်တစ်ခါမှာတော့တချိန်ကမျိုးဘွားအကြံပေးအဖွားကြီးဂလိုရီယာကဂျူလီယက်ရခဲ့တဲ့စာအုပ်ထဲကပင်လယ်ကမ်းကြီးပေါ်မှာမိသားစုနဲ့ပျော်ရွှင်နေပါတယ်။ အဲ့ဒီချိန်သူနာပြူတယောက်ကစေးဘက်နဲ့ရောက်လာပြီးစေးထိုးလိုက်ချိန်ရောက်ပြီလို့ပြောတဲ့အခါမှာတော့စိတ်ထင်အောင်ထင်မားနဲ့ဂန်းကြီးရောက်နေတဲ့ဂလိုရီယာကလည်းဂရီမောပြန်ပါသွားပါတော့ဒီဂလိုရီယာကတော့သူ့ရဲ့စေးကူးတွေကဂန်းကြီးကိုပဲပြန်သွားဖို့တောင်းဆိုနေပေမယ့်သူနာပြူကတော့စေးတလုံးထိုးပြီးတော့ပြန်သွားပါတော့ဒီတပတ်မှလည်းဂျူလီယက်ကစာအုပ်ထဲကပုံနေစာတွေကိုကြည့်ပြီးအဖုံးနောက်ကျောင်းမှာရေးထားတဲ့နာမည်ကိုဖတ်ရင်းနဲ့ဂလိုရီယာဆိုတဲ့နာမည်ကိုတွေ့သွားပါတယ် ဒါကြောင့်ဂျူလီယက်ကလည်းဟိုစတန်ရဲ့အချက်လက်ဖိုင်ကိုပြန်ကြည့်တဲ့အခါဟိုစတန်မသိခင်မှာဂလိုရီယာနဲ့အင်နာဗျူးဖို့ခဏခဏတွေ့ရတဲ့အကြောင်းတွေ့လိုက်ပါရီဂျူလီယက်ကလည်းစောက်ကိုအိတ်ထိပ်ပြီးပြန်မို့လို့ရင်မှန်ရှိမှဟိုစတန်ကထားခဲ့တဲ့ပန်းအိုးကကွင်းနေရာတည်ထားမိပေမဲ့အမှုမဲ့မဲ့ထားလိုက်ပြီးတော့အင်ကိုပြန်လာခဲ့လိုက်ပါရီစောင်းကြီးရဲ့အခန်းထဲမှာတော့ဝန်ထမ်းတွေကဂျူလီယက်လုံနေတာကိုထိုင်ကြည့်ရင်နဲ့လူလွတ်လိုက်ရမလားဆိုပြီးတော့ခေါင်းဆောင်ဆင်ကိုမေးလိုက်ပါရီဆင်ကလည်းလူမလူဖိနဲ့ကင်မရာတွေကနေတဆင့်မျက်ခြေမပြတ်စောင်းကြည့်နေဖို့မှာကပြန်ထွက်သွားပါရီ ောက်တစ်နေ့မှာတော့ရုံအစိုးရရောက်နေတဲ့ဂျူလီယက်ကလည်းကွန်ပျူတာမှာအဖွားကြီးဂလိုရီယာဘဲမှာရှိလေလို့ရှာနေပါရီအဲ့ဒီအချိန်ပေါ်ဗီလင်ရောက်လာပြီးတော့သူ့ရဲ့ကွန်ပျူတာမှာဂျူလီယက်အတွက်စာဆောင်ရောက်နေတယ်လို့ပြောကစာဆောင်ကပြုပြင်ထိန်းသိမ်းဌာနကအလုပ်လုပ်ရင်းနဲ့ဂျူလီယက်ခန်းထဲမှာပန်းအိုးကွဲခဲ့တဲ့အတွက်တောင်းမနေစာဖြစ်ကြောင်းပြောလိုက်ပါရီဂျူလီယက်ကလည်းပြန်ပြုပြင်ထိန်းသိမ်းဌာနကသူ့ခန်းထဲကိုဘောင်ဝင်လုပ်တာလေလို့ပြန်မိတဲ့ခါမှာပေါ်ဗီလင်ကလည်းစမှုအလွာမာနဲ့မတူတဲ့အချက်ကအပေါ်လွာရီမာကပြုပြင်ထိန်းသိမ်းရဲ့အလုပ်ကိုမေးဝန်းထုတ်တဲ့သူက ုက္ခရောက်တာပဲလို့ပြန်ဖြေလိုက်ပါရီဂျူလီယက်ကလည်းသူ့ရဲ့အိတ်ကိုဆွဲပြီးအပြင်ထွက်ဖို့လုပ်တဲ့ခါမှာပေါ်ဘီလင်ကသူ့ပါလိုက်မယ်လို့ပြောလိုက်ပါရီဂျူလီယက်ကလည်းအလဲလွားမှာသူ့လို့ဆရာကိစ္စရှိလို့မလိုက်ဖို့ပြန်ပြောလိုက်ပါရီပေါ်ဘီလင်ကလည်းနောက်ထပ်စာဆောင်ကမြို့တော်ဝင်ဘာနာကဂျူလီယက်ရုံရောက်ရောက်ချင်းသူ့စီကိုလာတွေ့ဖို့မှားရဲကြောင်းပြောလိုက်ပါရီဂျူလီယက်ကလည်းသူ့အလုပ်ကိစ္စရှိလို့ပေါ်ဘီလင်ရဲ့အချိန်ဆွဲပြီးတော့ကြည့်ဖြေရှင်းဖို့ပြောတာထွက်သွားပါ ಹೊ ရီ ောက်တော့ဂျူလီယက်ကလည်းနာတာရှီလူနာထားတဲ့ဌာနစီကိုသွားပြီးတော့ရဲမှုအာဏာကိုသုံးတာဂလိုရီယာနဲ့ပေးတွေ့ဖို့ပြောလိုက်ပါရီအခန်းထဲမှာတော့ဂလိုရီယာကစိတ်ထင်အောင်ထင်မှားတဲ့ရေဒီစီကိုပြန်ဖို့ပြီးဆိုတာပဲပြောနေရကြောင်းဂျူလီယက်ကလည်းဘယ်ရရည်လဲဆိုပြီးတော့ဝင်မေးလိုက်ပါရီဂလိုရီယာကလည်းသူတို့ငါတို့ကိုလှုပ်ဝှက်ထားတဲ့ရေဒီလို့ပြောလိုက်ပါရီအဲ့ဒီချိန်သူနာပြုကလည်းဂလိုရီယာဟာစိတ်ထင်အောင်ထင်မှားယောဂခံစားနေရကြောင်းဝင်နောက်ချက်ဖို့အတွက်ဂျူလီယက်ကိုပြောလိုက်ပါရီဂျူလီယက်ကလည်းသူနာပြုစကားကိုဖင်ညာနေတော့မညက်ဘဲနဲ့ဂလိုရီယာကိုအပြင်းလန်းလျှောက်ထွက်ဖို့အတွက်ခေါ်လိုက်ပါရီ ဒူနာပြူကလည်းတရားသူကြီးမဲဆိုးရဲ့အမိန်အရအပြင်ထွက်ဖို့ခွင့်မရှိကြောင်းပြောကာမဲရိုစီကခွင့်ပြုမိပါမှခွင့်ပြုနိုင်မယ်လို့ပြောလိုက်ပါရီဂျူလီယက်ကလည်းဘာမှမတတ်နိုင်တော့ဘဲနဲ့လှည့်ပြန်လာခဲ့ကာတရားသူကြီးရုံးငန်းစီကိုထွက်လာခဲ့ပါရီရုံးငန်းထဲမှာတော့ပေါ်ပစ်လီစီကိုသူမိမနဲ့ကလေးကနေလေစာလာပို့တာကြောင်းပေါ်ပစ်လီလည်းစားတော့တဲမှာသွားစားဖို့တော့ထွက်လာခြင်းစကားပြောချက်ကအေးပေါ်မြည်လာခဲ့ပါရီပေါ်ပစ်လီလည်းစကားပြောချက်ကိုကင်လိုက်တဲ့အခါမှာတော့ အလွန်26မှာစူပူမှုဖြစ်နေတဲ့အကြောင်းသိသွားပြီးဂျူလီယက်စီဆက်သွယ်ပေမဲ့မရတာကြောင့်နေလေစာကိုဖျက်ပြီးတော့ပြေးသွားလိုက်ရပါတော့ဒီဂျူလီယက်ကတော့တရားသူကြီးမဲဆိုးရဲ့ရုံးခန်းထဲထိအတင်းဝင်ပြီးတွေ့ဖို့လုပ်နေပါ रे တရားဝင်တဲ့တယောက်ကမဲဆိုးမရှိဘူးလို့ပြောပြီးတော့အတင်းလိုက်တာပေမဲ့ရုံးခန်းထဲထိဂျူလီယက်ကအတင်းဝင်လာခဲ့ပါ रे ရုံးခန်းထဲမှာမဲဆိုးကိုမတွေ့တဲ့အခါမှာတော့လာတဲ့အထိထိုင်ဆောင်နေမယ်လို့ပြောလိုက်တာကြောင့်ဝင်းနှန်းကလည်းတရားသူကြီးဖျားနေလို့ရုံးမတက်တာဖြစ်ကြောင်းပြန်ပြောလိုက်ပါ रे အဲလိုမှပဲဂျူလီယက်ကလည်းစိတ်လျှော့ပြီးတော့အိန်းဒီလိုက်တွေ့ဖို့ဆုံးဖြတ်ကာယေစကန်ကိုပြန်လာခဲ့ပါရီအဲဒီအချိန်ပေါ်ပိလင်ကတော့ရဲဝင်တဲ့အကုံလုံးကို26လွာမှအေးပေါ်စုပြီးစူပူမှုကိုဖြေရှင်းပြီးအကုံဖမ်းခေါ်လာခဲ့ပါရီဂျူလီယက်ရုံငန်းထဲကိုပြန်ဝင်လာတဲ့ခါမှာယေစကန်တစ်ခုလုံးမှအဖမ်းခံရသူတွေနဲ့ရှုပ်ရှက်ခတ်နေတာတွေ့လိုက်ရပါရီသူကလည်းဘာမှနားမလည်လို့ပေါ်ပိလင်ကိုမေးတဲ့ခါမှာပေါ်ပိလင်ကလည်းဒေါသထွက်သွားပြီးတော့ဂျူလီယက်ရုံငန်းထဲကိုလိုက်သွားကအကုံပြောပြလိုက်ပါရီ ီးခဲ့တဲ့ညက26လွာဘားတခုမှာအောက်ထက်ကလူတွေရံပွဲတခုဖြစ်ခဲ့ပြီးမနေ့ရောက်တဲ့အခါမှာတော့ဘားတခုလုံးဖျက်ဆီးထားခံရလို့အချင်းချင်းပြဿနာတက်ပြီးတော့ရံပွဲတွေဖြစ်နေတဲ့အကြောင်းပေါ်ပီလင်ကပြောလိုက်ပါတယ်။ဒါ့အပြင်ပေါ်ပီလင်ကအရင်ပြဿနာအကြောင်းပြည်သူတွေကြောက်လန့်နေတဲ့အချိန်မှာအလိုအဆုံရဲမှုကရှိမနေတော့ပိုဆိုးတဲ့ပြင်မြို့တော်ဝင်ကိုယ်တိုင်ရောက်လာပြီးတော့ရဲမှုကိုမေးလို့သူဖာတေးပြီးတော့လိန်ပြောပေးရတဲ့အကြောင်းတွေအကုန်စုပြီးတော့အော်ခစ်လိုက်ပါတယ်။အဲ့နောက်မှာတော့ပေါ်ပီလင်ကလည်းဂျူလီယက်လုံနေရတဲ့အတွက်သူ့ကိုအမှန်တမ်းပြောပြဖို့တည်နေကြအောင်ထပ်ပြောလိုက်တဲ့ခါမှာ ဂျူလီယက်ကလည်းသူတိတ်ချစ်တဲ့ဂျော့ဂျ်ဝေကင်တေးရတာကမျိုးတော်ဝင်ဂျော့ဂျ်နဲ့မန်အသက်ခံရတယ်လို့အသက်ခံရတာဖြစ်လို့စုံစမ်းနေတာလို့ပြန်ပြောလိုက်ပါရီဒေလူတက်မှုရဲ့အကြောင်းရင်းနဲ့အရင်ရဲမှုဟိုစတန်နဲ့သူ့ရဲ့မိန်းမအယ်လီတို့ဆိုင်လိုကအပြင်ထွက်ကာတန်ရှင်းထွက်လို့ရတဲ့အကြောင်းရင်းကတူညီနိုင်တဲ့အပြင်အမှုအားလုံးမှာစင်းနဲ့တရားသူကြီးတို့ပါဝင်နိုင်ခြေရှိတာကြောင့်တရီထားလုံးနေရတယ်လို့ဂျူလီယက်ကရှင်းပြလိုက်ပါရီအဲဒီတော့မှပေါ်ပေလင်ကလည်းဥပဒေကိုပဲသူကကိုးစားပြုအလုပ်လုပ်နေရကြောင်း ဘယ်ဘက်ညာဘက်တွေသူမသိဘူးလို့ပြောကဂျူလီယက်ကိုတရားဥပဒေအရကူညီနိုင်တဲ့လောက်ကူညီမယ်လို့ပြောလိုက်ပါရီပြီးတော့မှဥပဒေတိုင်းလုံးမယ်ဆိုရင်အမှုပိတ်ပြီးသား George အမှုကိုပြန်ဖွင့်ဖို့က George ပိုင်နဲ့အမွေနစ်ပစ္စည်းကိုဒေါ်ခန်းထဲမှာတွေးရတဲ့တပ်တွေကိုအစပြန်ထုတ်ရမယ်လို့ပြောလိုက်ပါရီဂျူလီယက်ကလည်းသဘောပေါက်သွားပြီးတော့စူပူမှုဖြိုခွင်းရင်ဒဏ်ရာရလာတဲ့ပေါ်ဘီလင်ကိုအိမ်ပြန်နားခိုင်းကဘာနာကိုသူသွားတွေ့မယ်လို့ကတိပေးလိုက်ပါရီပေါ်ဘီလင်ပြန်ကနေမှဂျူလီယက်ကတရားသူကြီးမဲဆိုးရဲ့နေရာသိကျင်တယ်လို့မေးလိုက်တာကြောင့်ပေါ်ဘီလင်ကလည်း ်15လွာမန်နေဂျာရုံးခန်းနားမှာလို့ပြောလိုက်ပါရီညဘက်ရောက်တဲ့ခါမှာဂျူလီယက်ကလည်းအိမ်မြန်လန်းကစားတော့တန်းမှာထိုင်နေတဲ့အပြင်မှာကောင်းကင်ကြီးကိုကြည့်နေပါရီအဲ့ချိန်လူကတ်ရောက်လာအောင်ဂျူလီယက်ကလည်းအရင်ညတွေကတွေးတဲ့ကောင်းကင်ကအလေးနေထွက်မလာတဲ့အကြောင်းမေးလိုက်ပါရီလူကတ်ကလည်းမထွက်လာမှဟုတ်ပဲနဲ့ပုံနေရလို့ပြန်ပြင်းနေခဏကြာတဲ့ခါမှာဂျေဒီပေါ်လာပါရီဂျူလီယက်ကလည်းဘာအလင်းနေမှန်းသူတို့မသိတဲ့ဂျေဒီအကြောင်းရောက်တဲ့ရာပြောကြရင်လူကတ်ကအိုင်နီဌာနမှာအလုံးလုံးနေရတဲ့အကြောင်းပြောလိုက်ပါရီနောက်တော့ ဘာနာကအရင် ID ဌာနခေါင်းဆောင်ဖြစ်ခဲ့ဘူးတာကြောင့်ဘာနာရဲ့အတင်းကိုပြောနေကြပါရီပြီးတော့မှလူကတ်စ်ကဂျေဒီအကြောင်းစကားပြန်ဆရင်အလင်းတစ်ခုကကောင်းငင်ကိုဖြတ်ပြီးတော့ပြုတ်ကျသွားတာတွေ့ဘူးလေလို့ပြောတာရုပ်တရက်ဂျူလီယက်ကိုနမ်းလိုက်ပါရီဂျူလီယက်ကလည်းချက်ချင်းသတိဝင်သွားပြီးတော့ထပြန်မို့လှုပ်ပါရီလူကတ်စ်ကသူ့ကိုစိတ်ဆိုးသွားရထိမ်ပြီးတော့စကားလိုက်ပြောပြီးမြေဂျူလီယက်ကတော့သူ့ရဲ့အိတ်ကိုလွယ်ကာနှုတ်ဆက်ပြီးတော့အိမ်ကိုပြန်သွားပါရီအိမ်ရောက်တဲ့အခါမှာတော့ဂျက်ဆန်ပေးလိုက်တဲ့စာအုပ်ထဲက ကျေစုရီနဲ့နခတ်တာယာရီရဲ့အကြောင်းစာရင်းနဲ့ပုံတွေကိုပြန်ကြည့်ရင်အိယာဝင်လိုက်ပါရီနောက်တစ်နေ့မှာတော့ဂျူလီယက်ကလည်းပေါ်ပင်လင်ကိုဂရီပေးထားတဲ့အတိုင်းဘာနာကိုသွားတွေးလိုက်ပါရီဂျူလီယက်ရောက်ချင်းဘာနာကသူချင်းချောက်ခံထားတဲ့အကြောင်းပြောလိုက်တာကြောင့်မလို့ဂျူလီယက်ကလည်းဂျော့ချ်လိုဖြစ်မှာဆိုပြီးတော့လုံုံကြီးခေါ်ဖို့အတွက်ပြင်ဆင်လိုက်ပါရီဘာနာတားလိုက်ပြီးတော့သူစကားကိုဆုံးအောင်နားထောင်ဖို့အတွက်ပြောလိုက်ပါရီနောက်တော့ဘာနာကတို့ရဲ့အခန်းထဲမှာဂျော့ချ်ပိုင်နဲ့အမွေနစ်ပစ္စည်းကိုဂျူလီယက်ကထားပြီးတက်တဲ့အတူလုပ်တယ်လို့ဆင်းကဆွဆွဲတော့က သူဂျူလီယက်ဘက်ကဝင်ပြောပေးလိုက်လို့တရားသူကြီးမဲစတိုးကနောက်တစ်ခါလမ်းမှာဝင်ရှုံရင်အခြေခံဥပဒေပဋိညင်ကိုတုံးပြီးတော့ယာတူကထုတ်ပြစ်မယ်လို့ချင်းချောက်ခဲ့တယ်ဆိုပြီးတော့စာပြောလိုက်ပါရီဒါ့ပြင်ဆိုင်လိုမှာအရင်နှစ်တည်းကတရားသူကြီးမဲစတိုးနဲ့လွတ်လွတ်ကင်းကင်းတူနေခဲ့တာဆိုပြီးတော့မဲတိုးပေါ်တန်မြတ်ဝင်နေတဲ့ဂျူလီယက်ကိုဒွိရရဖြစ်အောင်ပြောလိုက်ပါရီပြီးတော့မှဂျူလီယက်ရဲ့အရင်အလုပ်ဖြစ်တဲ့စံမှုဌာနကထုတ်ပြီးတဲ့စွမ်းအင်တွေကိုဆိုင်လိုတစ်ခုလုံးကစနစ်တကျအသက်ရှင်နိုင်မှုအတွက်အိုင်နီဌာနကစီမံပြီးတော့ထိန်းချုပ်ပေးနေရကြောင် သူဟာအိုင်နီဌာနခေါင်းဆောင်အလုပ်ကိုမတမာသူလက်ထဲမရောက်အောင်ကာကွယ်နေရတဲ့ကြောင်းထပ်ပြောလိုက်ပါရီနောက်ဆုံးမှာတော့မဲစိုးနဲ့ပတ်သက်ပြီးတက်တဲ့တခုခုလက်ဦးမှုရအောင်ရှာဖို့အတွက်ဂျူလီယက်ကိုတွေ့ရပြီးတော့ခိုင်းလိုက်ပါရီဂျူလီယက်ကလည်းလက်တလောသူစုံစမ်းနေတဲ့ကိစ္စတခုရှိရဲ့လို့ပြောလိုက်တဲ့ခါမှာအဲ့ဒီကြောင်းကိုသိချင်လို့လှည့်ပတ်မေးနေတဲ့ဘာနာလဲဘာကိစ္စလဲဆိုပြီးတော့ချက်ချင်းမေးလိုက်ပါရီဂျူလီယက်ကလည်းပနစ်ညင်ရစုံစမ်းစေအမှုကိုဆွေးနွေးခွင့်မရှိဘူးလို့ပြောကညင်လိုက်ပါရီ ဒါကြောင့်ဘာနာကလည်းဂျူလီယက်လိုလူမျိုးကိုအတင်းကျပ်ခိုင်းမရတာသိနေရကြအောင်ရေလိုက်ငားလိုက်ပြန်ပြောပေးနေဂျူလီယက်တန်တရားဝင်နေတဲ့တရားသူကြီးမဲဆိုးရဲ့ကိစ္စကိုပဲအပြေရအောင်ဆက်လိုက်ဖို့အတွက်ပြောကာအပြေမရခဲ့ရင်မဲဆိုးကဂျူလီယက်နေရာမှာပေါ်ပိလင်ကိုခမ်းဖို့စီစဉ်ထားတယ်ဆိုပြီးတော့ဂျူလီယက်နဲ့ပေါ်ပိလင်ကြားစည်းလုံးမှုမရှိအောင်မှထပ်ပြောလိုက်ပါရီနောက်တစ်ခါမှာတော့ဂျူလီယက်ဟာတရားသူကြီးမဲဆိုးရဲ့အခန်းရှိမှာမနက်စာလာပို့တဲ့အကြောင်းတကားခောက်ပြီးတော့ပြောလိုက်ပါရီမဲဆိုးကလည်းသူပြားနေလို့အတွေ့မခံဘူးလို့ပြန်ပြောတဲ့အခါမှာ ဂျူလီယက်ကလည်းဆိုင်းလူပြည်သူတွေကိုစီးခတ်ပြီးအထင်းမှပိတ်ထားတဲ့အမှုကြောင့်ပြောမှလို့မဲစတိုးကိုစိတ်ဆွပေးလိုက်ပါရီအဲမှာမဲစတိုးကလည်းတကားဖွင့်ပေးလိုက်ပြီးတော့ပြောချင်တာအမြန်ပြောတာပြန်မို့တဲ့ပြောလိုက်ပါရီဂျူလီယက်ကလည်းဂလိုရီယာကိုစီးအောင်မှစီးခတ်ပြီးတော့ပိတ်ထားတဲ့အကြောင်းရင်းကိုမေးလိုက်ပါရီအဲဒီမှာမဲစတိုးကမတိကျင်အောင်စောင့်နေတာကြောင့်မျိုးဆက်ပြန်မွားရေးအတိုင်ပင်ခံဂလိုရီယာကသူတို့လိုစူးစမ်းလိုစိတ်ရှိတဲ့လူမျိုးတွေကလေးမရတာကမဲစိုးကစေးခတ်အမိန်ပေးထားတာဆိုပြီးတော့ဟိုစတန်ရဲ့မိမအဲလီကိုပြောလိုက်လို့ အယ်လီယာတန်ရှင်းလို့ဖို့ထွက်သွားတာလို့ဆွဆွဲလိုက်ပါ रे မဲဆိုးကလည်းဂျူလီယက်ကလိုဂျီနာကိုတိုက်ရဲမမီပဲရှောက်ပြောနေတာပဲလို့ပြန်ပြောလိုက်တဲ့အခါကျမှဂျူလီယက်ကလည်းဂလိုရီယာကိုအပြင်ထွက်ခွင့်ပိတ်ထားတဲ့အမိန့်ကိုရုပ်သိမ်းပေးဖို့အတွက်တောင်းဆိုလိုက်ပါ रे မဲဆိုးကလည်းအကြက်ရိုက်နေတဲ့ပုံစံနဲ့စကားကိုအတတ်နိုင်ဆုံးတိုးအောင်ယူဆိုင်ပြီးတော့သူမလုပ်ပေးနိုင်ဘူးလို့ညင်ကဂျူလီယက်ကိုလည်းယာရုမပြုတ်ချင်ရင်ညံမမီတဲ့ကစားပွဲရနဲ့ထွက်ဖို့အတွက်ပြောလိုက်ပါ रे ဂျူလီယက်ကလည်းတရားရေးဌာနကသူ့ကိုဖြုတ်ချခြင်းနေရာသိရလို့ပြောက လိုရီယာနဲ့တနားရီလောက်စကားပြောဝင်ရရင်ယာရုကနှုတ်ထွက်ပေးမယ်လို့ကန်းလန်းလိုက်ပါတယ်။မဲဆိုးကတော့အတန်တိုးတိုးနဲ့ပဲသူ့လုပ်ပေးနိုင်တာဘာမှမရှိဘူးလို့ထပ်ပြောလိုက်တာကြောင့်ဂျူလီယက်ကလည်း "तू ကတော့အဆုံးအထိစုံစမ်းနေမှာ"လို့ပြောလိုက်ပါတယ်။မဲဆိုးကလည်း"တို့ကလောက်ခွင့်ပေးမှာမဟုတ်ဘူး"ဆိုပြီးတော့ခတ်တိုးတိုးပြောကမျက်ရည်ကျလာပါတယ်။အဲဒီတော့မှဂျူလီယက်ကလည်းမဲဆိုးကိုယ်တိုင်ရုပ်သေးရုပ်ဖြစ်နေတယ်ဆိုတာသတိထားမိပြီးတော့ဂျိုးကင်သူကိုစဉ်းစားမရဖြစ်ကပြန်ထွက်သွားပါတော့တယ်။ အဲအเจ้าတွေအကုန်လုံးကို CCTV ကကြည့်နေတဲ့ sim ကလည်းဝန်ထမ်းတွေကိုကင်မရာခဏရက်ခိုင်းထားပြီးတော့ Juliet Gloria စီသွားတဲ့ဗီဒီယိုကိုပြန်ပြခိုင်းလိုက်ပါရီကင်မရာကိုပြန်ကြည့်တဲ့ခါမှာတော့ပန်းအိုးကပန်းလီနဲ့ကွဲနေရကြအောင်ရှင်းရှင်းလင်းလင်းမမြင်ရတဲ့အတွက် sim ကလည်းဝန်ထမ်းတွေကိုချက်ချင်းသူ့စီအเจ้าမကြလို့စူပူနေပါတော့တယ်တပတ်မှလည်းလမ်းစားပြောင်းနေတဲ့ Juliet ကလည်း Gloria နဲ့စကားပြောခွင့်ရဖို့အတွက်သူစိတ်နာနေတဲ့သူ့ဖေပီတာနီကိုစီကိုအကူအညီလာတောင်းရပါတော့တယ် နေကိုကလည်းနှစ်တေကြာကြီးခွဲနေရတဲ့တမီးကိုပြန်မြင်ပြီးတော့အတိတ်ကိုပြန်တောင်းပန်မှုစကားတွေပြောနေပါရီဂျူလီယက်ကတော့နာတာရှီလူနာဆောင်ကဂလိုရီယာနဲ့တနအီလောက်စကားပြောဝင်ရအောင်ကူညီပေးဖို့ပဲတောင်းဆိုရင်းနဲ့သူတို့ဂလိုရီယာကိုအတိတ်မရောက်ဆေးခတ်ပြီးယောဂဆောင်မှာထားနေတဲ့အကြောင်းပြောလိုက်ပါရီနီကိုကလည်းဂျူလီယက်ရဲ့ဆန္ဒကိုမလွန်ဆန်နိုင်တော့ဘဲနဲ့ကူညီပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါရီနောက်တော့နာတာရှီလူနာဆောင်ကိုရောက်တဲ့အခါမှာညာဆိုင်ဆင်းတော့မဲ့သူနာပြုနဲ့တွေ့ပြီးဆေးလိုအဲ့လိုလာယူတဲ့အကြောင်းပြောလိုက်ပါရီ သူနာပြူကလည်းလက်မှတ်ထိုးထုတ်ယူဖို့ပြောတဲ့ခါမှာလုံတက်ကြနေတဲ့နီကိုကလည်းသူ့ရဲ့ဩဇာညောင်းတာကိုအသုံးချပြီးဥပဒေအရယူခွင့်မရှိတဲ့ဆေးကိုသူကလိုချင်တာလို့ပြန်ပြောလိုက်ပါ ರೀ သူနာပြူကလည်းသဘောပေါက်သွားပြီးတော့လက်မှတ်မထိုးခိုင်းတော့ဘဲနဲ့သူ့လှုပ်ချိန်ပြီးပြီလို့ပြောကဗီယိုတဲကယူသွားဖို့အတွက်ပြောလိုက်ပါ ರೀ သူနာပြူထွက်သွားတာနဲ့နီကိုလည်းပဲဂလိုရီယာရဲ့အခန်းကိုဝင်ပြီးတော့ဂျူလီယက်ပြောတာမှန်မှန်မှန်သိရအောင်ဂလိုရီယာကိုထိုးပေးနေတဲ့ဆေးပလင်းကိုစစ်ဆေးလိုက်ပါ ರೀ အဲ့ဒီမှာဂျူလီယက်ပြောတာမှန်နေရကြောင်းနီကိုကလေထင်းအောင်ထင်းမားဖြစ်နေတဲ့ဂလိုရီယာကိုဝီးချဲပေါ်တင်ပြီးစေကန်းစီကိုခေါ်လာခဲ့လိုက်ပါရီစေကန်းလေးကိုရောက်တဲ့အခါမှာနီကိုကဂလိုရီယာကိုခတ်ထားတဲ့စီးရှင်ပြန်ပြေဖို့6နာရီလောက်စောင့်အောင်မလို့သူနာပြုပြန်မလာခင်မှာပြန်ပို့ရအောင်မမီဘူးလို့ပြောလိုက်ပါရီဂျူလီယက်ကလည်းရတဲ့နီးနဲ့စီးပြောင်းလုပ်ပေးဖို့အတွက်ထပ်ပြီးတော့တောင်းဆိုလိုက်တာကြောင်းနီကိုကလည်းဘေးထွက်ဆိုးကျိုးရှိတယ်လို့ပြောကစေးဆက်ပြီးတော့ထိုးပေးလိုက်ပါရီ စေတိုဘေဘီယာနဲ့ဂလိုရီယာကသတိမရသေးပဲတက်နေရကြောင်းနီကိုနဲ့ဂျူလီယက်တို့ကလည်းအတက်ဝေဒနာတက်တောင်းလို့မနေ့လေးပြူးစုလိုက်ရပါတယ်ဂလိုရီယာငြိမ်သွားတဲ့အခါကျမှနီကိုကသတိကောင်းကောင်းရဖို့တနားရီလောက်ဆောင်းရမယ်လို့ပြောကဂျူလီယက်စိတ်ဆိုးပြီးအောင်ငယ်ဘဝအကြောင်းတွေအနည်းငယ်ပြောရင်းနဲ့ဂျူလီယက်ကိုချော်နေပါတယ်ဂျူလီယက်ကလုံးဝလက်မခံတာကြောင်းနီကိုကလည်းကော်ဖီပြောဖို့ထွက်သွားပါတယ်နီကိုထွက်သွားတဲ့အချိန်မှာဂလိုရီယာကသတိရလာကြောင်းဂျူလီယက်ကလည်းစိတ်လောလောနဲ့ဟိုဆန်နဲ့ပတ်သက်ပြီးတော့မေးခွန်းနဲ့အများကြီးဇက်တိုက်မေးနေပါတယ် အဲ့ဒီချိန်နီကိုကပြောင်းလာပြီးတော့လိုအပ်တဲ့စစ်စစ်ချက်တွေလုပ်ပေးနေချိန်ဂလိုရီယာကနီကိုကိုမှတ်မိသွားပြီးတော့သူတို့တွေကလေးမယောင်လုံနေတာနီကိုလို့ပြောကပြန်ပူပေးဖို့အော်ဟစ်နေပါ रे ဂျူလီယက်ကလည်းသူ့ဘေကိုဘေးဖယ်နေဖို့ပြောကဂလိုရီယာနဲ့စကားပြောဖို့ကြိုးစားလိုက်ပါ रे ဂလိုရီယာကလည်းဂျူလီယက်ကိုနီကိုရဲ့တမီးမလို့မယုံဘူးလို့ပြောတာကြောင့်ဂျူလီယက်ကလည်းဂျက်ဆန်စီကရတဲ့စွန်စားကန်းစာကိုပြလိုက်ပါ रे ဂလိုရီယာကလည်းစာအုပ်ကိုမြင်တာနဲ့ဘေကရလာလေလို့တမ်းမိတဲ့ခါမှာဂျော့စီယာရတဲ့အကြောင်းဂျူလီယက်ကလည်းပြန်ပြောလိုက်ပါ रे ဂလိုရီယာလည်း George နာမည်ကြားနဲ့အကုန်လုံးကိုပြန်သတိရသွားပြီးတော့ George အမေနဲ့သူတို့ကတော်လိုင်းရင်မတိုင်ခင်ကအမွေနဲ့ထိန်းသိမ်းသူအဖွဲ့ဝင်တွေဖြစ်ကအတိမ်သမိုင်းတွေကိုစောင်းရှောက်ပေးရတဲ့အဖွဲ့ဆိုပြီးတော့ရှင်းပြလိုက်ပါရီ Juliet ကလည်း George ကိုသိရဆိုတာနဲ့နောက်ဆုံးတွေ့ခဲ့တော့က What drive ပြောခဲ့သေးလားဆိုပြီးတော့တိုင်းပြလိုက်ပါရီ Gloria ကလည်း Josh ကသူ့ရဲ့မျက်စိအောက်မှာကြီးလာပေမဲ့မတွေ့ရတော့တာကြာလို့အချိန်နေဘလို့ရှိလဲဆိုပြီးတော့ Juliet ကိုပြန်မိလိုက်ပါရီ Juliet ကလေမနစ်က Josh ကတေးသွားခဲ့ပြီးအသက်ခံရတာဖြစ်နိုင်ကြောင်းပြန်ပြောပြလိုက်ပါရီ ဘလူရီယာကလည်းသူစကားကိုဆက်ရေးနဲ့ဆိုင်လိုတဲ့ကအမည်မသိအဖွဲ့စည်းကတော်လိုင်းပြီးတဲ့ခါမှာသူတို့အဖွဲ့ကိုရေထဲမှာဆေးခတ်ပြီးတော့တမိုင်းကိုတီးရတဲ့သူမရှိအောင်ဖျက်ဆီးပစ်တဲ့အကြောင်းနဲ့နောက်ဆုံးအမွေနည်းဖြစ်တဲ့စာအုပ်ကိုလက်စင်ကန်ထိန်းသိမ်းလာတဲ့အကြောင်းပြောပြလိုက်ပါရီဒါအပြင်သူတို့အဖွဲ့ဝင်လူတွေရဲ့မျိုးဆက်တွေတုံးသွောင်းအောင်လေတားဆက်ကြပစ္စည်းတွေထုတ်ပစ်တယ်လို့ညာပြီးတော့မထုတ်ဘဲနဲ့ထားခံရတဲ့အကြောင်းနဲ့နောက်ပိုင်းမှာသူတို့ကဆိုင်လိုကိုစန့်ကျင်နိုင်တယ်လို့ယူဆရတဲ့လူတွေအကုန်လုံးရဲ့မျိုးဆက်ကိုမပြတ်အောင်အဲ့ဒီနည်းနဲ့လှုပ်ထားခဲ့တဲ့အကြောင်းအသေးစိတ်ရှင်းပြလိုက်ပါရီ တပတ်မှလည်းဆင်ကစောင်းကြည့်ရေးခန်းထဲကိုရောက်လာတဲ့အခါမှာဝန်ထမ်းတွေကဂျူလီယက်ကိုမျက်ရှိပြတ်သွားတဲ့အကြောင်းပြောလိုက်တာကြောင့်ဆင်ကလည်းရှေ့သမျှကင်မရာတွေကနေရအောင်ရှာဖို့တက်အော်ပြောလိုက်ပါရီဝန်ထမ်းတယောက်ကစေကူတာရဲ့ဘက်ကကင်မရာတွေကိုနေရာပြောင်းတက်ထားတာနှစ်တော်ကြာနေပြီမလို့ကင်မရာမရှိတဲ့နေရာရောက်နေရဖြစ်နိုင်ကြောင်းပြောလိုက်ပါရီဆင်ကလည်းမြေပုံကိုထုတ်ကြည့်ပြီးတော့ပြည်နိုင်ကြီးအရှိဆုံးနေရာကအနည်းဆုံးကင်မရာတွေကနေဆက်ရှာထားဖို့တက်မိန်ပေးလိုက်ပါရီ တပတ်မှလည်းဂျူလီယက်ကသူ့ဖေစီပြန်သွားရင်တားစကြပစ္စည်းတွေကိုတာဝန်ယူရတဲ့သူ့ဖေကပါမျိုးတွင်းလုပ်ငန်းတွေမှာပါဝင်နေရလားလို့မေးလိုက်ပါရီနေကိုကလည်းသူဘာမှမသိရပါနဲ့အထက်ကပြောတဲ့အတိုင်းကူးဆက်ယောဂဖို့မပြန်ပွားအောင်လုပ်ရမယ်ဆိုရယ်ညွန်ကြားကြကြမလို့လုပ်ခဲ့ရတဲ့အကြောင်းရှင်းပြလိုက်ပါရီဒါမဲ့ဂျူလီယက်ကတော့သူ့ဖေကဆိုင်လိုအဖွဲဘက်ကမလို့မလုံးညုံဆုံးနေရပဲလို့ဆွဆွဲကဂလိုရီယာကိုခေါ်ပြီးတော့ပြန်ထွက်လာခဲ့ပါရီဂျူလီယက်ကလည်းနာတာရှီဆောင်ကိုပြန်ရောက်တဲ့အခါမှာတာဝန်ရဝန်ထမ်းကအမေမရပဲဂလိုရီယာကိုခေါ်သွားလို့ပြောပေမဲ့ သူ့ရဲ့တစိပြားနဲ့ချင်းချောက်ကဂလိုရီယာရဲ့အခန်းစီကိုပြန်ပို့လိုက်ပါ ರಿ တပတ်မှလေးဆင်ကဂလိုရီယာကိုဝီချင်းနဲ့ဂျူလီယက်ခေါ်လာတာကိုမြင်သွားပြီးတော့ဘဲချင်းခေါ်ထုတ်သွားမှမသိလို့စူးစဲနေပါ ರಿ အခန်းဝါရောက်တာနဲ့ဂလိုရီယာကသူ့ဟာသူ့လမ်းလျှောက်ကဂရင်းမော်တက်ထိုင်ပြီးဂျူလီယက်စီကစာအုပ်ကိုနောက်တစ်ခါကြည့်ဝင်တောင်းလိုက်ပါ ರಿ ဂျူလီယက်ကလည်းစာအုပ်ကိုပြီးတဲ့အခါမှာစာအုပ်ထဲကကမ်းညီပုံကိုပြပြီးအဲ့ဒီရေတွေအများကြီးကိုသမုတ်တရားလို့ရှေးလူတွေကခေါ်ရတဲ့အကြောင်းရှင်းပြနေပါ ರಿ ။အဲဒီအချိန်ဂလိုရီယာကမန်ရှိကသူ့ပန်းနေမရှိတော့တာတွေ့သွားပြီးတော့စိတ်မကောင်းဖြစ်နေရင်းဟိုစတန်သူ့စီကိုအလဲလာလာပြန်သတိရသွားပါလိမ့်။ဂျူလီယက်ကလည်းဘာရီပြောပြလဲအသေးအတန်မေးတဲ့ခါမှာဂလိုရီယာကဟိုစတန်လာပြီးမန်ရှိမှာပန်းဝရီထိုးပေးခဲ့ကတစ်ချိန်လုံးလီးပေးဆက်ကိုပြင်နေတယ်လို့ပြောလိုက်ပါလိမ့်။ဂျူလီယက်ကလည်းမှန်ရှိမှတေးချရက်ကြီးနဲ့ဟိုစတန်ကသူ့အတွက်ထားခဲ့တဲ့စာတူလေးကိုပြန်သတိရသွားပါလိမ့်။ဒါကြောင့်ဂလိုရီယာရဲ့နောက်ကက်က မှန်အနေနဲ့ဆင်သူတို့ကိုစောင့်ကြည့်နေကြတာဆိုပြီးတော့ခတ်တူးတူးလေးပြောလိုက်ပါရီနောက်တော့ဆောင်တစ်ခုကိုယူကမှန်အောင်အုပ်လိုက်ပါရီပြီးတော့မှလေးပေးချက်ကိုအဖုံးဖွင့်နေလိုက်ပါရီစင်းမျိုးကလည်းမှန်တော့မှကင်မရာရှိနေတာဂျူလီယက်တီးသွားတဲ့အတွက်စီးနင်းဖန်းစီအဖွဲ့ကိုချက်ချင်းလုပ်ဖို့အတွက်အမိန်ပေးလိုက်ပါရီဂျူလီယက်ကလေးပေးချက်ကိုဖွင့်ကြည့်တဲ့အခါမှာဂျော့ချ်ထားခဲ့ပြီးတော့ဟိုးစတန်ကိုသူလက်ဆင့်ကမ်းမိခဲ့တဲ့ဟက်ဒရိုက်ကိုတွေးသွားပါရီအဲ့ဒီအချိန်ဂလိုရီယာကလည်းသူတို့အဖွဲ့စည်းရဲ့နောက်ဆုံးအမွေနှစ်ဆက်ခံသူဖြစ်ဂျူလီယက်ကိုဆက်ခံပေးဖို့အတွက်ပြောလိုက်ပါရီ ဂျူလီယက်ကတော့သူ့အတွက်မလုံခြုံတော့တဲ့အတွက်အ мян ထွက်သွားဖို့ပဲပြင်ဆင်နေပါရီစီနေဖန်စီအဖွဲ့ကလည်းဂျူလီယက်ကိုဖမ်းဖို့အားချင်းထွက်လာနေကြပါရီဂလိုရီယာကလည်းဂျူလီယက်မိကဘာလို့သူ့ကိုသူတက်တည်သွားတာလဲတီလားလို့မိကတကူးကူပြောပြလိုက်ပါရီစီနီယံအဖွဲ့ရဲ့ဂလိုရီယာရဲ့အခန်းကိုရောက်လာတဲ့အချိန်ဂျူလီယက်ကမရှိတော့ဘဲဂလိုရီယာတယောက်သာဟန်ချက်မပြတ်ဂရင်းမမထိုင်နေရကိုတွေ့လိုက်ကြတဲ့အချိန်မှာပဲဇိုင်းလိုစီဇန်1 episode 7လေးကလည်းပြီးဆုံးသွားခဲ့ပါရခင်ဗျာโอเคပါ ရုပ်ရှင်ဇာတ်ကားအကောင်းလေးတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD4 channel လေးကိုလည်းပဲ like and subscribe ပြီးလှုပ်ပေးထားကြပါအောင်ခင်ဗျာအားပေးကြတဲ့ပရိသတ်များလေးစိတ်ကျမ်းပါခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ဒီဆောင်ချပါစေလို့ ZD4 ဝိုင်းတော်သားများကဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာအဆုံးထိကြည့်ရှုအားပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ရှိပါတယ်